မင်္ဂလာရှိသောချိန်ကာလေးဖြစ်ပါစေခင်ဗျာဒီနေ့မှာတော့ပရိသတ်ကြီးတို့ကစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရာလောကအဖြစ်အမှန်ဇလံကောင်းတဲ့ဘုတ်ကိုနားဆင်ရမှာပဲဖြစ်ပါတယ်ဗျာဇလံလေးမနားဆင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇလံလေးကိုအခုပဲစလိုက်ကြရအောင်ပါကျုပ်ဘုရားမှာမမက်ရရကျက်ရွာကြီးစီကိုရောက်ခဲ့ဘူးတွေဗျဒီအဖြစ်တွေကတော့ကျုပ်အသက်35လောက်မှာဖြစ်ခဲ့ 2012ခုနှစ်လောက်ကပေါ့ကျုပ်ကမူလာရန်ကျောင်းအုပ်အနေနဲ့ယာရုတိုးပြီးတော့ရွာကြီးတရွာကိုပြောင်းလာခဲ့ရတယ်။အော်ကျုပ်ကိုကျတော့မိတ်ဆက်ဖို့မေ့နေကျုံနမေကတော့စိုးထွန်းပါအသက်ကတော့အဲ့ဒီတုန်းက35လောက်ပေါ့အလောက်ကင်ကတော့ပညာရေးဝင်တန်းကျောင်းဆရာပေါ့ယာရုတိုးပြီးတော့ရွာကြီးတရွာကမူလာရန်ကျောင်းကိုကျောင်းအုပ်ဘဝနဲ့ရောက်လာခဲ့ရအဲ့ဒီရွာကတော့ရန်ကုန်မန္တလေးလမ်းအောင်ပေါ်မှာမေးတင်ပြီးတီးထားတယ်ရွာကြီးပေါ့ဗျာ အင်ဂျီရင်ထောင်းကျော်ရှိရွာဆိုပေမဲ့ရွာမကမြို့မကြဖြစ်နေရွာမှာမူလာရန်လွန်ကြောင်းတစ်ကြောင်းရှိရဲကင်းရှိကြေးလေအကျမ်းမကြီးဌာနခွဲရှိစာကြီးတိုက်တွေအော်တိုအိတ်ချင်းရုံးတွေလည်းရှိကားလမ်းမပေးမှာတီထားတဲ့ရွာဆိုတော့စီရလည်းတော်တော်စီအနီးပါးရွာတွေကလည်းဘာပဲလို့လို့ဒီရွာကိုပဲအကူရဈေးနေဆိုရင်တော့စီလိုက်တာမှပြောမနေပါနဲ့တော့ကားလမ်းမကြီးကရွာလေးကနေဖြတ်သွားတာမို့လို့ ကာလန်အရှိဘက်ချမ်းကိုအရှိချမ်းအနောက်ဘက်ချမ်းကိုတော့အနောက်ချမ်းလို့ခေါ်ကြ။ဇွာကားလူတွေကတော့အကျုပ်ကိုဆီဟာကြီးလို့ခေါ်ကြ။အတန်းငယ်ပြီမင်းဆီဟာလို့မခေါ်ကြတဲ့အကြောင်းကကျုပ်တို့အကြောင်းမှာအကြောင်းဆီဟာနောက်ထပ်တယောက်ရှိလို့ပဲဗျ။သူ့ကိုတော့ဆီဟာလေးလို့ခေါ်ပြီးတော့ကျို့တို့ကတော့ဆရာကြီးလို့ခေါ်ကြတယ်ဗျ။အကြောင်းအကြီးမို့လို့ဆရာကြီးလို့ခေါ်တာလည်းဖြစ်နိုင်တယ်။ကျွာကားလူတွေကကျုပ်ကိုလေးလေးဆားဆားဆက်ဆံကြတယ်။အကြောင်းအုပ်တွေနေဖို့ဆိုပြီးတော့အကြောင်းနဲ့တခေါ်တာတာလောက်မှာခြေရန်ရှိအိမ်ကြီးတစ်လုံးစောက်တော့ပေးထားတ အရင်ကတော့တောင်းဝင်ကြတယ်ကြားဥဆရာမကြီးကသူ့မိသားစုနဲ့အဲ့ဒီမှာနေတယ်ဆိုပဲအခုကျုပ်ကတော့တယောက်တည်းသမားဆိုတော့ခြေရန်ရှိအင်ကြီးကကျုပ်အတွက်ကျေလွန်းနေဆရာလေးနာမည်ကတော့မြင်းမြန်လို့ခေါ်တယ်ဗျအသက်ကတော့28နှစ်လောက်ပဲရှိဆရာလေးကဒီရွာနဲ့ခလန်းလန်းကညောင်မင်းကြီးလို့ခေါ်တယ်ရွာမှာမွေးတယ်ဆိုပဲကျောင်းဆရာဖြစ်တော့ဒီရွာကိုတောင်းဝင်ကြအခုရွာကြီးနဲ့ညောင်မင်းကြီးရွာနေက တော်တော်လန်းနေဆိုင်ငယ်နဲ့သွားရင် လေး၅နာရီလောက်မောင်းရတယ်ဆိုပဲဗျ။ယောက်ျားသားချင်းဆိုတော့ကျုံနဲ့ဆရာလေးနဲ့ပေါင်းမိကြတာပေါ့။ဆရာလေးကရွာဝေးလို့ဒီရွာက သူ့ဆွေမျိုးတယောက်စီမှာကတ်နေရ။စနေတနင်္ဂနွေကျောင်းပေးရဆိုရင်ရွာကိုပြန်တယ်။မပြန်တဲ့အခါလေးမပြန်ဘူး။ဆရာလေးကရိုးသားတယ်။သူနဲ့ကျုံနဲ့ပေါင်းလို့ပိုကောင်းသွားတာက သူကလည်းစာဖတ်တဲ့သူ၊ကျုပ်ကလည်းစာပေသမားဆိုတော့ဝါသနာချင်းတူပြီးတော့တကယ်ညီကိုချင်းတွေလိုခင်မင်သွားမိ။တရက်တော့ဆရာလေးနေတဲ့အိမ်ကိုလိုက်သွားဖြစ်တယ်။ သူ့ဆွေမျိုးအိမ်ကတစ်သားအိမ်ကိုကိုချင်းချင်းလေးဗျအိမ်မှာလည်းကလေးတွေနဲ့အစူညံပလောရိုက်နေဆရာလေးအတွက်တီးတန့်ခန်းတွေပါလို့မရှိဘဲနဲ့ဘုရားရှင်အရှိမအေးရခေါင်းရင်မှာစာအုပ်တွေပုံလို့ပေါ့ကျုပ်တနာသွားတာနဲ့ဆရာလေးကိုကျုပ်အိမ်မှာခေါ်ထားလိုက်ခြေတန်းရှိအိမ်ကျဲကြီးဟာကျုပ်တို့နေအောင် ကောင်းကောင်းကြီးနေလို့လောက်ပါတယ်ကျုပ်ပြောတော့ဆရာလေးကတော်တော်ပျော်သွားပုံပဲသူလည်းဒီမှာနေခြင်းပုံမရအောင်ဒါနဲ့ကျုပ်နေတဲ့အိမ်ကိုပြောင်းလာတယ်ကျုပ်လည်းအဖို့ရတယ်မဟုတ်လား တိန်နဲ့အတူနေတော့ပို့ပြီးတော့ရှင်းနေသွားတယ်။ညညဆိုရင်ရင်ွေးချမ်းတောင်းရင်လည်းစာအကြောင်းပေကြောင်းတွေပြောဖြစ်တယ်။ကျုပ်စီကစာအုပ်တွေကိုသူကငှားဖက်သူစီကစာအုပ်တွေကိုလည်းလဲလေဖက်ချနေပေါ့ဗျာ။ဒီလိုနဲ့ပွင့်လင်းရသည်ရောက်လာခဲ့။ဆရာလေးနဲ့ကျုပ်လေးတော်တော်ခင်းနေကြ။စနေတနင်္ဂနွေအကြောင်းပေးရမှာဆရာလေးကသူတို့ရွာကိုလိုက်ခဲ့ပါလားလို့ခေါ်တယ်။သူတို့ရွာမှာရှင်ပြုအလို့တကူရှိတယ်ဆိုပြီ။မိုးရင်းတော့ကလမ်းမကောင်းပြီမေအခုတော့လမ်းတွေဖြူသွားပါပြီတဲ့။ကျုပ်လေးအကြောင်းနဲ့အိမ်အိမ်နဲ့အကြောင်းပဲ။ နေ့စဉ်သွားနေရတာဆိုတော့စိတ်ပြေလက်ပြောက်ဖြစ်သွားအောင်လိုက်သွားမယ်ဆိုပြီးတော့ခေါင်းငိမ့်လိုက်စနေနေ့မနက်မှာကျုံနေဆရာလေးနဲ့ဆိုင်ကယ်တရော်တစ်စီးစီးပြီးတော့ထွက်လာခဲ့ကြဆရာလေးတို့ကျော်ရောက်ဖို့ကကားလမ်းမကြီးတိုင်းအတော်ကြာအောင်မောင်းရမျိုးတမျိုးကိုဖြတ်ပြီးတော့တာလမ်းမကြီးတစ်ခုကိုတွေ့အဲ့ဒီတာလမ်းမကြီးကနေတောင်တန်းတွေရှိတဲ့ဘက်ကိုဆက်မောင်းရတာလမ်းကြီးကအစာပိုင်းမှာလမ်းခင်းထားတယ်ဆိုပေမဲ့နောက်ပိုင်းမှာတော့မြေသားလမ်းကြီးဖြစ်သွားတယ်တချို့နေရာတွေမှာကြောက်ခဲတွေခင်းထားလို့ဆိုင်ကယ်ဘေးမပတ်အောင်တော်တော်မောင်းอยู่ရတယ် ဒီလိုနဲ့မောင်းလာကြရင်နေမွတ်တဲ့ချိန်လောက်မှာရွာကိုရောက်ခဲ့ရွာကတောင်ကြီးရွာလေးပါအင်ဂျင်ကတော့တရတောင်ပြည့်ကျင်မှာပြည့်ရွာသားတွေကတော့ဥယျံချံစိုက်တာတွေများတယ်ကွန်ကွန်ဒီတရက်တီယိုချံတွေတော်တော်များများရှိရွာသားတွေကတော်တော်ကိုဖော်ရွေကြပါတယ်ကျုပ်ကလည်းလေးလေးစားစားဆက်ဆံကြရွာနာကဟိုဖေးအားဒီဖေးအားကိုလည်းလိုက်ပို့တယ်စနေနေ့ကအလူဝင်နေ့တနင်္ဂနွေနေ့ကအလူနေ့ပေါ့ဗျာအလူကဆိုင်းတွေပါတွေမပါပေမဲ့သူ့အားနဲ့သူတော့စီးပါတယ် အလူရှင်တွေကဇေယလေးရဲ့အမျိုးဆွေတွေလို့ပြောတယ်။အလူပြီးလို့နေတဲ့ဘိုင်းကျိုးတော့ကျုံမှာပြန်ဖို့ပြင်ရတယ်။မပြန်လို့လည်းမရဘူးလေ။မနေ့ပြန်တင်းလာနေဆိုတော့ចောင်းဖွင့်ရမယ်။ចောင်းမှာចောင်းဆောင်ဆိုတာလည်းမရှိတော့ចောင်းရဲ့တော်တွေအကုန်လုံးကိုကျုပ်ဖဲကင်ထားရတယ်။ចောင်းကိုကျုပ်ဖဲမှာချကြိုက်ဟိုပြန်တော့မလို့လားဗျပြန်မှဖြစ်မယ်ဆရာလေးရဲ့အခုချိန်ခါပြန်မှမနေ့ပြန်ចောင်းဖွင့်နိုင်မှာမဟုတ်လားကျွန်တော်ကတော့ပြန်လို့ဖြစ်သေးလို့ဆရာကြီးရဲ့ အဒီလိုလုပ်ပါလားဆရာကြီးအရင်ပြန်နေလေကျွန်တော်ကဟိုဒီကအလုပ်တွေနည်းနည်းပါပါရှင်းပြရင်တော့အနောက်ကနေလိုက်လာခဲ့မယ်ဟိုတကယ်လို့အချိန်မီမီတော့ရင်လေမနေ့စောကြီးထပြန်လာခဲ့ပါမယ်မင်းနေချင်းနေခဲ့ပါကွာခွင်းတရက်တလီတော့ငါလုပ်ပေးပါမယ်ငါကတော့ပြန်မဖြစ်မေတော့ရီအကုန်လုံးကငါလက်ထဲမှာမဟုတ်လားကွာမနေ့ဖန်ဆရာမတွေကြောင်းလာရင်ကြောင်းနဲ့မဝင်ပဲဖြစ်နေမေကွာအားနာလိုက်တာဆရာကြီးဟာရပါတယ်ကွာရပါတယ်ကိစ္စမရှိဘူး ဇရာလေးရဲ့မိဘတွေစုမျိုးတွေကကျုပ်အတွက်အသီးနှံတွေစားစရာတွေထည့်ပေးလိုက်ကြသေးတယ်ဗျကျိုးရွာကပြန်ဖို့လို့တော့ညနေ3နာရီလောက်ရှိရောပေါ့ဇရာလေးကကြုံနာကက်ပြီးတော့ဟိုဆရာကြီးကိုဖြလန်းညွန်လိုက်မယ်အဲ့ဒီလမ်းကသွားရင်ကျောင်းကိုအလွန်ဆုံးသွားရ3နာရီလောက်ပဲဟေးဟုတ်လို့လားကွာဟုတ်တယ်ဆရာကြီးအလားတုန်းကရွာကရွာစင်တွေဖြတ်ပြီးလာရတဲ့လမ်းဆိုတော့တကွေးတစ်ဖက်ကြီးဖြစ်နေတာဗျအခုပြောတဲ့လမ်းကလှည့်လန်းဟောင်းကြီးရွာဆက်ကျဲတယ်ဆိုပေမဲ့လမ်းကဖြူးလို့ဗျ ။ဟိုခေစကားနဲ့ပြောရင်တော့မြို့ချောင်လမ်းပေါ်ဆရာကြီး။အမြင်မောင်းရင်တော့နှစ်နာရီတာတာလောက်ဆိုရောက်ပါတယ်။မှန်မှန်လေးမောင်းရင်တော့၃နာရီလောက်ပေါ့။အမဆိုးဘူးဟာ။၅နာရီလောက်မောင်းရတဲ့လမ်းကို၃နာရီလောက်နဲ့ရောက်မယ်ဆိုတော့ခရီးတွင်တာအမှန်ပဲကွာ။ဟုတ်ကဲ့ဆရာ။ဟိုဒီလိုဆရာဟိုရွာကနေထွက်ရင်တာလမ်းတိုင်း15မိနစ်လောက်ဆက်မောင်းလိုက်ဆရာကြီး။အဲ့ဒီမှာလမ်းခွဲကြီးတစ်ခုတွေးလိုက်မယ်။အဲ့ဒီလမ်းမအိတိုင်းတန်တန်မတ်မတ်တာလိုက်သွား။လမ်းဆုံးရင်ကားလမ်းမကိုရောက်မယ်ဆရာကြီး။ကားလမ်းမအတိုင်းဆက်မောင်းသွားရင်15မိနစ်ဆိုရင်တော့ကျောင်းကိုရောက်တာပေါ့ဆရာကြီး။ ဟေးဟိုလမ်းကတိတ်တော့မခတ်ပါဘူးကွာဟိုကျွန်တော်ဒီမှာကိစ္စလေးတွေနည်းနည်းရှင်းပြရင်တော့လိုက်လာခဲ့ပါမယ်ဆရာကြီးအေးပါကဲကဲရောဒါဆိုရင်လည်းငါသွားပြီကျုပ်လည်းဆရာလေးပြောတဲ့အတိုင်းမောင်းလာခဲ့လိုက်15မိနစ်လောက်မောင်းပြီးတော့လဲလန်အောင်ကြီးကိုတွေ့ပါပြီလဲလန်ဘေးနားမှာမြက်တွေပေါက်နေတယ်ဆိုပေမဲ့မြေသားလန်းကြီးကတော့ဖြူလို့ဗျဆရာလေးပြောတဲ့အတိုင်းအဲ့ဒီလန်းကိုချိုးဝင်လာခဲ့လမ်းဘေးမှာတော့မြေရိုင်းတွေပြေးနေတယ်ကွင်းကြီးတွေ တိပင်အိုးဆိုင်ဆိုင်နဲ့တော်တန်းလေးတွေပဲရှိလူနေအင်းဆိုလို့တိမ်မကိုမရှိဘူးဗျမောင်းလာရင်လည်းဂျင်းကနေမိုးချင်းတန်ကြီးကိုကြားလိုက်ရမနေ့ကလေးကမိုးကခတ်အိုးရေအခုတော့မိုးသားတိမ်နေကြီးတွေက ကောင်းကင်တစ်ခွင်မှာအိုးဆိုင်နေပါရောကြည့်ရတာအချိန်ကမဟုတ်မိုးရွာတော့မယ်ထင်နေဗျမိုးလေကင်းလွတ်သွားပြီဆိုပေမဲ့တခါတခါတော့ဒီလိုမျိုးမိုးရွာတတ်တယ်မဟုတ်လားဗျကျုပ်လည်းဆိုင်ကယ်လီပါကိုဆွဲပြီးတော့အချိန်တင်လိုက်ရ လေလံကြီးကလူမသုံးနာကြပြီဆိုတော့မြေသားတွေကပဲကြနေတဲ့နေရာကပဲကြနေတချို့နေရာတွေကဂျိုင်းခွက်ကြီးတွေကျင်းကြီးတွေဖြစ်နေလဲဆိုရင်သွားဖို့မလွယ်ဘူးဆိုပေမဲ့ဆိုင်ကကြတော့အဲ့ဒီကျင်းတွေဂျိုင်းတွေကိုရှောင်ကွင်းပြီးတော့သွားလို့ရရွာဆက်ကျဲတာကတော့ပြောမနေပါနဲ့45မိနစ်လောက်မောင်းလာတာတော့လူနေအိမ်ကြီးတိမ်မမတွေ့တခါတခါအုတ်ကူပြက်ကြီးတွေရှိတယ်တင်းချိုင်းကောင်းကြီးတွေနာကနေဖြတ်သွားရလွမ်းစီရီလိုလိုဖီးအားအိုအောင်းပြက်တွေကလည်းတစ်ချက်တစ်ချက်တွေးရသေးတယ် ဒီလိုလူမရှိတဲ့လမ်းကြီးမှာတယောက်တည်းမောင်းနေရတယ်ဆိုတဲ့အသည်နဲ့ကြောတော်နေနေချမ်းလာတယ်။မိုးကလည်းဖြောက်တော့ဖြောက်တော့ကြလာပြီ။ကျုပ်လည်းလန်းလန်းနဲ့တန်ဖိုးတွေခါတာကိုတဖဖွားယူရင်းနဲ့မောင်းလာခဲ့။မကြခင်မိုးတွေကဇက်တိုင်းဝေါကနေကြလာခဲ့။ကျုပ်မမိုးကမပါဘာမပါနဲ့ဆိုင်ကယ်ကိုအရှိန်လျှော့ပြီးတော့မောင်းရတယ်။မိုးမောင်ကြီးကြလာပြီးတော့မိုးတွေတဲလိုက်တာလည်းပြောမနေပါနဲ့တော့။မိုးဒီမိုးပေါကြီးတွေကကျုပ်ကိုယ်လုံးကိုတပေါက်ပေါက်နဲ့ထိတာတော်တော်ဆက်သေးပြ။ဆိုင်ကယ်ကိုတော့မီးဖွင့်ပြီးတော့မောင်းနေရတယ်။ လက်ကနိုင်ကိုကြီးလိုက်တော့၄နိုင်ခွဲလောက်ပဲရှိသေး။ဒါပေမဲ့ယာတိဥရုကြောင့်မောင်းမိုက်နေတာ။မသိရင်6နိုင်9နိုင်လောက်ကိုထင်ရ။မိုးရွာတော့လမ်းကလည်းဘွက်တွေပေါက်လာတယ်။မိုးကိုဖို့နေရာတစ်ခုခုရှာပြီးမှဘာမှလည်းမတွေ့။လမ်းဘေးတစ်ဖက်တစ်ချက်မှာတော့ကွင်းနေကြီးပဲ။လမ်းဘေးမှာလည်းအသေးပင်ကြီးကြီးမားမားကိုတပင်မှမရှိဘူး။15မိနစ်လောက်ဆက်မောင်းလာခဲ့ရင်နဲ့ဆိုင်ကယ်မိကမိတ်တုံမိတ်တုံဖြစ်လာတယ်။နောက်တော့ဆိုင်ကယ်ကထိုးရက်သွားပါရော။ကျုပ်တော့တိုင်ပတ်ပြီဗျ။ဟုတ်တယ်လေ။ မိုးတွေကဒီလောက်ရွာနေတဲ့ကြားတွေဆိုင်ကယ်ကဆက်ရက်သွားတာကိုဆက်ကိုနှိုးကြည့်တော့ဘလို့နှိုးလို့မနှိုးဘူးဗျဆိုင်ကယ်ဘောကဆင်းပြီးတော့ဟိုနိုင်တီနိုင်နေတက်တလောက်မတ်တလောက်ပြန်ကြည့်တော့လည်းမရဘူးဖြစ်နေစိတ်တွေလည်းတော်တော်ညစ်လာနောက်တော့စင်းကြီးရာကနေစိတ်ထူလာဒီလန်းကိုညှို့ရပါမလားဆိုပြီးတော့ဆရာလေးကိုလည်းအပြစ်တင်နေမိအဲ့ဒီလိုအပြစ်တင်နေရင်းနေကျုံအနာကိုလူကြီးတယောက်ရောက်လာတယ်။ဘာဖြစ်နေတာလဲဗျ။ဟိုဆိုင်ကယ်ပြက်နေလို့ပါ။ မိုးတွေကလည်းတဲနေလိုက်တာဒီတန်းရွာနေမိုးမိပြီးတော့ဖျားနေကုန်မှာပေါ့အဘားနဲ့ရွာကိုလိုက်ခဲ့ပါလားဗျာဟိုဒီနားမှာရွာရှိလို့လားဟိုအချိန်နားမှာအဘားတို့ရွာရှိတယ်သူပြားတဲ့နားကိုကြီးလိုက်တော့ရွာရှိမရှိမသေးခွဲဘူးဗျမိုးတွေရွာနေတာလည်းပါမှာပေါ့နောက်ဆုံးကျုပ်ကအဘားကြီးနဲ့လိုက်သွားဖို့အဆုံးဖြတ်လိုက်ရွာရှိတယ်ဆိုတော့ဆိုင်ကယ်ပြင်ဆိုင်တွေပါတွေရှိလောက်မဟုတ်ရင်တောင်မှအကျိုးအကြောင်းပြောပြပြီးတော့ ဆိုင်ငယ်တစည်းလောင်ငါးစီလို့ရရင်ရနိုင်မယ်မဟုတ်လားနောက်ပြီးတော့မိုးကလည်းတော်တော်လေးသင်းနေတာဆိုတော့ဒီမှာဆက်နေလို့လည်းမဖြစ်ဘူးဒါနဲ့ပဲအဲ့ဒီဘာကြီးနောက်ကိုဆိုင်ငယ်တွန်းပြီးတော့လိုက်လာခဲလိုက်အဘာကြီးရဲ့ပုံမှန်သဏ္ဍာန်ကပိန်ပိန်ပါပါနေပြခန္ဓာကိုယ်ပေါ်ပိုင်းမှာပင်နေတိုက်ပုံဝေထားတယ်အောက်ကတော့ဒူးလောက်ပဲရှိတယ်ပစိုးတော်တော်လေးနဲ့ကောင်းမောင်ကြီးလည်းပေါင်းလို့သူစောင်းထားတဲ့အထီးကအနဲ့ရောင်ကြီးအစကတော့ကိုထီးလို့ခေါ်တဲ့အထီးနဲ့ကြီးလို့ထင်းနေတာဗျတေးသေးချာချာကြည့်တော့မှ ပစိုးထီလိုဝါးနဲ့လှုပ်ထားတယ်ထီးဖြစ်နေအဘာအီကိုကြည့်ပြီးတော့ကြိုးစိတ်တယ်ဇဝေဇဝါဖြစ်လာအခုခေတ်မှာဒီလိုပုံစံဝေးတဲ့လူရှိသေးလို့လားစောင်းထားတဲ့အထီးကလည်းပသိန်ထီးလိုဟာကြီးနေဧကန်နာဒီလူကြီးကလူမဟုတ်ရဲ့လားလို့ပေါ့အရှင်နာကိုရောက်တော့တာလမ်းမပြီးမှလမ်းသွယ်လေးတစ်ခုတွေ့အဘာအီကလမ်းသွယ်တဲ့ချုံးဝင်သွားလို့ကျုပ်လည်းလိုက်ဝင်လာခဲ့တိတ်မသွားရခင်မှာပဲအရှိကရွာတရွာကိုတွေ့လိုက်ရတိပင်းတွေကြားထဲမှာတက်ကင်မိုးထားတဲ့တဲရင်လေးတွေကအစီကြီးပဲဗျာ ရွာဆိုပေမဲ့ရွာတန်းရှိကြီးတော့မဟုတ်ဘူးအိမ်လေးတွေ၄50လုံးလောက်ဝိုင်းပြီးတော့စောက်ထားကြတယ်ရွာဝိုင်းလေးဗျရွာလေးမှာရေရင်းတတွင်းနေကွင်းတစ်ခုရှိအိမ်လေးတွေအားလုံးကအဲ့ဒီကွင်းမှာမျက်နှာမူပြီးတော့တိစောက်ထားကြရွာထဲရောက်တော့ဆိုင်ကယ်မပြောနဲ့ခေပေါ်ပစ္စည်းဘာမှမရှိတဲ့ရွာလေးဖြစ်နေကလေးတွေကအကုန်လုံးဒီနေမိုးရဲကြီးတွေမှာပြေးလွှာစော်ကစားနေကြတယ်အဘအီးကအိမ်တိန်ကိုဥဆောင်ခေါ်သွားတယ်အဲ့ဒီအိမ်ကတော့ရွာထဲကတဲအိမ်လေးတဲမှာအကြီးဆုံးအိမ်ကြီးပဲ ဝါဒီယံတွေကိုအကွက်တွေပေါ်ပြီးတော့ရက်လုထားတယ်။ဝါကတက်ကဲမိုးဆိုပေမဲ့တက်တက်ရဲ့ရဲစောက်ထားတဲ့အိမ်ပဲဗျ။အိမ်ပေါ်ကိုတက်လိုက်တော့အင်းရှိခန့်မှာဖျားတဲ့ချက်ခင်းထားတယ်။တန်အိမ်လုံးမှာခစ်ပေါ်လျက်စစ်ပစ္စည်းတို့ဇင်ကန်ပစ္စည်းတို့ဘာမှမတွေ့ရပဲနဲ့။တောင်းနေပလုံးတွေနေရံမှာချိတ်ထားတဲ့ဓာတ်တွေကိုပဲတွေ့ရ။ဒီအချိန်ဒီကျုပ်ကတိတ်ပြီးတော့တန်တရားမဝင်သေးဘူး။သွာလာရခက်ခဲတဲ့ရွာလေးဆိုတော့ခင်းနောက်ကြတယ်လို့ပဲထင်နေတယ်။အိမ်ထဲမှာထုံထားတာကလည်းစင်ပြီးခွက်ဗျ။ စင်မီကွက်တောင်မှာကျိုးတကားမှမမြင်ဘူးတဲ့ပုံစံပဲအာလာရင်မီးကွက်လိုပုံစံကိုကျင်းနေနဲ့လှုပ်ထားတယ်မောင်ရင်လေးမိုးရီဆိုးလာတာပဲအဝေစားလေးပါလေလဲထားပါလားဟုတ်မလဲတော့ပါဘူးဘာကြီးအပေါ်ပါတဲ့အဝတ်တွေလည်းမိုးဆိုးလို့ရွှဲကုန်ပြီထင်ပါတယ်အဲ့ဒီအဝတ်တွေပြပါဦးအဘကြီးမိခင်ပင်ရေခြောက်သွားမယ်ထင်နေအဝေစားအိတ်ကိုဘာကြီးစီကိုလှမ်းပေးလိုက်တော့အဘကြီးကအသေးချထုတ်ကြည့် အဝိစားအိတ်ကမိုးလုံးနဲ့အိမ်မျိုးမဟုတ်တော့အထဲကဝိစားတွေကဆူဆွဲနေတကယ်တော့ကျုပ်လည်းအင်းကြီးအစိုးပစိုးအစိုးကြီးနဲ့သူများအိမ်ပေါ်မှာထိုင်နေရတာအာနာလပအပါအိကအိမ်ထဲကိုလှမ်းကြည့်နေတယ်ဟေးလုံမကြီးဒီဝိစားတွေကို ခြောက်သွားအောင်လို့ကျင်းမီးဖို့ပေါ်မှာနည်းနည်းလောက်လှမ်းပေးစမ်းပါကွယ်အပါအိပြောတော့အိမ်ထဲကနေအပြိုပေါက်အရွယ်လောက်မင်းကလေးတယောက်ထွက်လာဝေထားစားထားတဲ့ပုံစံကိုကြေးလိုက်တော့လေတောဆန်နဲ့လုံမပုံစံပဲ သူကအဝိတ်တွေကိုယူသွားပြီးတော့15မိနစ်မကြာပါဘူးပြန်ထွက်လာတယ်။သူယူသွားတဲ့ကျုပ်ဝိတ်တွေက နေဘူးဘူးမှာ နေဘူးဘူးမှာကြက်ကြက်လန်းထားတယ်လို့ခြောက်နေတယ်ဗျ။အဝိတ်ဆိုကိုမိခင်လိုက်တယ်ဆိုရင်အ ਨੇ ဆုံးတော့မိကိုမိုင်းနှမ်းလို့လို့အောက်တိုးတိုးနှမ်းတကူရမြင်မဟုတ်လား။အခုတော့ဘာနဲ့မှမရပေးနဲ့အကောင်းတိုင်းဖြစ်နေတယ်ဗျ။ကျုပ်တိတ်မတွေးတော့ပဲနဲ့အဝိတ်စားတွေကိုလဲလိုက်။အဝိတ်လဲပြီးတော့ကျုပ်ကိုအစားအသောက်တွေထုတ်ကြွေးတယ်။ရင်ွေးချမ်းပူပူနဲ့ပြီးတော့ပေါက်ပေါက်ဆုပ်ကိုထန်းညက်နဲ့စုံနေထားတယ်။မုံမျိုးတွေကိုချကြွေးတယ် ျုပ်ကစားတော့စားကျင်နေဗျစိတ်ထဲလေကြောက်နေမိတာမှန်ပြီအဘအီးကကျုပ်ကိုကြည့်ပြီးတော့စားလိုက်တောက်လိုက်ပါမောင်ရေအဘအီးတို့မောင်ရင်ကိုဘာမှမလုပ်ပါဘူးကွအဘအီးပြောမှပဲကျုပ်ကရေနည်းတစ်ခွက်ကိုငှဲ့တောက်လိုက်မိတလန်းလုံးမိုးရေဆိုးလာတာဆိုတော့လူကလေတော်တော်ချမ်းတက်နေပြီဗျရေနွေးပူပူတစ်ခွက်ကိုသုံးလေးချမ်းမှုတ်ပြီးတော့တောက်လိုက်တော့လေချောင်းနဲ့ပူဆင်းပြီးတော့တကူလုံးနွေးတက်သွားတယ်ဒါပေမဲ့လက်ဖက်ချောက်ရတာကခပြီးတော့စိမ့်ရွှေရွှေအနံရတာဗျာ ကျိုးအရသာခန်းနေတော့မှာပဲအဘကြီးကတောက်တာတောက်ပါမောင်ရေဒီလက်ဖက်ချောက်ကဆေးလက်ဖက်ချောက်ကိုတောက်ရခဲတယ်ဒါတောက်ပြင်တွယုံတယုံဆိုရင်မောင်ရင်ဖျားမှာမဟုတ်တော့ဘူးကျုပ်ပြေသုံးခွက်တီတီခတ်တောက်လိုက်ပေါပေါဆုပ်တွေကိုတော့မစားတော့ဘူးဗျကျုပ်ကအချိုသိမ့်မကြိုက်တော့ဒါမျိုးတွေမစားတတ်ဘူးဗျအဲဒီလိုတွေစားတော့ပြီးရနဲ့ကျုပ်တို့တွေစကားဆက်မပြောဖြစ်ကြတော့အဘကြီးကလည်းအပြင်ကိုပဲငေးကြည့်နေသူ့အနားမှာထိုင်နေတဲ့လုံမာလေးကတော့ ကျုပ်ကိုတစ်ချိန်လုံးစူးစူးဆိုက်ဆိုက်ကြည့်နေတာဗျကျုပ်လည်းသူ့ကိုပြန်မကြည့်ချင်တာနဲ့အပြင်ကိုပဲငေးနေမိတဇမ်းမိတ်ကနေစီးကြလာတဲ့မိုးရီတွေကိုဘာရင်မဟုတ်ဘဲနဲ့ငေးကြည့်နေမိတယ်ဗျနိုင်ဝဲလောက်ကြတော့မိုးရီကဆဲသွားပြီ ကောင်းဝင်ကြီးကလည်းပြန်ပြီးတော့ကြည်တက်လာတယ်ကျုပ်ပြန်တင့်မိလို့ယူဆလိုက်ဟိုအဘိုင်ကျုပ်ပြန်မှဖြစ်မယ်ပါမနေ့ပြန်ကြောင်းဖွင့်ရမှာဆိုတော့ဒီမှာညာရီလို့မရဘူးအဘိုင် အခုတော့မပြန်ပါနဲ့ဦးမော်ရေခဏနေမှပြန်ပေါ့သူဘာလို့ကြုတ်ကိုမပြန်ခိုင်းလဲဆိုတာကြုတ်ဖြစ်မှတွေးတတ်တော့အင်ရှင်ကမပြန်ပါနဲ့ဦးဆိုတာကြောင့်ကြုတ်ထားမပြန်သေးပဲနဲ့စောင့်နေလိုက်နောက်ထပ်15မိနစ်လောက်ကြာတော့ပြန်မဲဆိုပြီးတော့ထက်လို့ရအဘာကြီးကဒီတစ်ခါမှခေါင်းငိတ်နေပြန်ဒီလောက်ဆိုရင်တော့မောင်ရင်ပြန်လို့ရပါပြီအဘရွာထိတ်ထိလိုက်ဖို့ပြင်မယ်နော်တော်သေးတာပေါ့ဗျာကျုပ်ကိုတ냐လို့မပြန်နဲ့ဆိုပြီးတော့ဇွဲထားလိုက်ငါးပါးမှောက်မှသေးကြတယ် ။ဒါနဲ့အကျုပ်လုံမလေးကိုနှုတ်ဆက်ပြီးတော့အိမ်ပေါ်ကနေဆင်းလာခဲ့။အိမ်ရှိမှရက်ထားတဲ့ဆိုင်ကေကိုရွာလန်းလေးအတိုင်းတွန်းလာခဲ့လိုက်တယ်။ရွာလေးကတိတ်ဆိတ်လို့ဗျ။အိမ်တွေအကုန်လုံးကလည်းမီးမောင်ကျတယ်။ကျုပ်တို့ထွက်ခဲ့တဲ့အိမ်က လုံမလေးကသာကျုပ်ကိုတကားဝမှရက်ပြီးတော့လှမ်းကြည့်နေ။အဘအိမ်နဲ့ထွက်လာခဲ့ရင်တာလမ်းမကြီးစီကိုပြန်ရောက်လာခဲ့။မောင်ရင်ဆိုင်ကကောင်းသွားပြီထင်တယ်မကောင်းမှာဘာရေဒီတိုင်းပဲတွန်းသွားရမယ်ထင်တာပဲ ဟိုနှိုးကြည့်ပါဦးမောင်ရင်ကအဘကြီးပြောလို့စံနှိုးလိုက်တာတချက်တည်းဝုန်းကနေနှိုးတာပဲဗျကျုပ်ပြေတော်တော်အံ့ဩနေမိအချိန်ကတော့ည9နာရီ10နာရီလောက်ရှိရောပေါ့ဆိုင်ကယ်ဆက်ပြန်နှိုးသွားလို့သာတော်သေးတာပေါ့မဟုတ်ရင်ကျုံလန်းတစ်လျှောက်လုံးဆိုင်ကယ်တွန်းသွားရမှာအဘကြီးကိုနှိုးဆက်ပြီးတော့ဆိုင်ကယ်ကိုမောင်းထွက်လာခဲ့ခလန်းလန်းရောက်တော့အဘကြီးကိုနောက်ပြန်မှန်ကနေပြန်ကြည့်လိုက်တာတလန်းမကြီးမှာလူသူတယောက်မှရှိမနေဘူးဗျကျုပ်မကျေနဲ့လို့နောက်ပြန်လှည့်ကြည့်လိုက်တော့လေလူတယောက်မှကိုမရှိတော့တာ ကျုပ်ကလည်းသေးချာမှကြိုက်တဲ့လူမျိုးပြန်ဒါနဲ့ဆိုင်ကယ်ကိုအနောက်ပြန်လှည့်ပြီးတော့ဇောဇောကရွာလေးရေအဘာကြီးကျုပ်ကိုခေါ်သွားတဲ့လမ်းလေးစီကိုပြန်မောင်းထွက်လာခဲ့ထူးဆန်းတာကကျုပ်15မိနစ်လောက်မောင်းပြီးတာတောင်မှလမ်းဘေးမှာဘာရွာမှမရှိသလိုဘာလမ်းမှလည်းမရှိဘဲနဲ့ကျုံမင်းကိုင်းမင်းတွေကြီးပဲရှိနေတာဗျဒီတော့မှကျုပ်ကြသိန်းတွေထထက်လာတယ်သေချာတာကတော့ဒီအဘာကြီးကလူမဟုတ်ဘူးဆိုတာပါပဲကျုပ်ဆိုင်ကယ်ကိုအမြန်ပြန်လှည့်ပြီးတော့တန်ဖိုးတွေကားတာကိုအသက်ကုန်ရွတ်ပြီးတာလမ်းမှတိုင်းမောင်းလာခဲ့လိုက်တယ်ဗျ လမ်းအတိုင်းမောင်းလာရင်လည်းအရှိမကားလမ်းမကြီးကိုလှန့်တွေ့လိုက်ရကားလမ်းမဘေးနားမှာဇေယျဟောင်းကြီးတလုံးရှိကားလမ်းမရောက်ပြီဆိုတော့မှအကျုပ်စိတ်ကိုဒုံဒုံချလိုက်ရကားလမ်းမကားသွားလာတော့ရှိနေသေးဒီလိုနဲ့15မိနစ်လောက်မောင်းလာလိုက်တာကျောင်းရှိတဲ့ရွာလေးကိုရောက်လာခဲ့ကျောင်းကိုမရောက်ခင်မှာပဲရဲစခန်းကိုဖြတ်ရတာဗျအဲဒီလိုဖြတ်နေတော့ရဲတက်ချက်တယောက်ကအကျုပ်ကိုလှမ်းခေါ်တယ်ဒီရွာလေးမှာအကျုပ်ကိုလူတိုင်းနှိပါကတိကြတာကိုဇေယျကြီးဆိုပြီးတော့လှမ်းခေါ်လို့ရဲစခန်းထဲကိုမောင်းဝင်လာခဲ့လိုက် စကန်းမှုကလည်းကျွန်တော်နဲ့အတိပါပဲရဲတကြက်ကကြုတ်ကိုစကန်းနဲ့အတင်းဝင်ခိုင်းလို့တခုခုတော့ထိုးပြီလို့စိတ်ထဲကနေသိနေလိုက်စကန်းနဲ့ဝင်လိုက်တော့ဆရာလေးမြင်းမြတ်ကိုတရားတန်ချက်တွေနဲ့တွေးလိုက်ရတော့တာပဲကြုတ်ပြင်အံ့ဩပြီးတော့ပါဇက်တော်မပိတ်နိုင်ဆရာလေးဘလို့ဖြစ်တာလဲဗျလမ်းမှာဆိုင်ငယ်မှောက်တာများလားဆရာကြီးဟိုပြန်ရောက်တာကြားပြီလားဗျမကြသေးပါဘူးကွာလမ်းမှာမုံမိနေတာနဲ့ရွာတရွာဝင်ခုန်နေလိုက်ရသေးတယ် အခုမှဒီကိုဝင်လို့ရှိသေးတာရဲတဲ့ချက်ကလန့်ခေါ်လို့ဝင်လာခဲ့တာဆရာကြီးကရှေ့ကသွားတာလေဗျာဘာဖြစ်လို့အခုမှရောက်လာရတာလဲဆရာလေးရောဘလို့ဖြစ်တာလဲဆရာကြီးပြန်ပြီးတော့နိုင်ဝဲလောက်နေတော့ကျွန်တော်နောက်ကနေလိုက်လာခဲ့တာဆရာကြီးရဲ့လမ်းမှာဆရာကြီးကိုတွေးလို့တွေးညာဆိုပြီးတော့အချိန်တင်မောင်းလာခဲ့တာကားလန့်ဆောင်ကဇေယဟောင်းကြီးနားရောက်တော့ဇေယထဲကလူမိုက်တွေထွက်လာပြီးတော့ကျွန်တော်ဆိုင်ကယ်ကိုတားပြီးတော့ဝိုင်းလူရက်ကြတယ်ဆရာကြီးဟောဒီတင်ရတွေသာကြည့်ပါတော့ဆရာကြီးရဲ့ ကျုပ်တော်တော်ကိုအံ့ဩသွားတာဗျတကယ်လို့ကျုပ်သာဟိုရွာလေးမှာဝင်ပြီးတော့မိုးကိုမနေရဘူးဆိုရင်ဒီလူမိုက်တွေလူရက်မဲ့သူဟာကျုပ်ဖြစ်ချင်ဖြစ်သွားနိုင်တယ်မဟုတ်လားဒီတော့မှဟိုအပါကြီးကကျုပ်ကိုကယ်ခဲ့တာပါလားဆိုပြီးတော့တွေးမိပို့ပြီးတော့တေချာသွားအောင်ရဲစခန်းကလူတွေကိုအဲ့ဒီလမ်းဟောင်းပေးနာမှာရွာတွေဘာတွေရှိလားဆိုပြီးတော့မေးကြည့်တော့ဘာရွာမှမရှိဘူးတဲ့နောက်ပြီးတော့ပြောလိုက်သေးတယ်အဲ့ဒီလမ်းကလူသူပြတ်တော့တယောက်တည်းမသွားတာကောင်းနေတဲ့ လူစိုးလူမိုက်တွေခိုးကျင်ဝတ်ကျင်တဲ့လူတွေကအဲ့ဒီလမ်းကလာမဲ့သူကိုစောင့်ပြီးတော့လူရက်တက်တယ်တဲ့။ကျောင်းကဆရာမတွေကျောင်းသားမိဘတွေကိုမေ့ကြည့်တော့အဲ့ဒီလမ်းမှာနာနာဘွားတွေပရာလောကသားတွေစက်စားတက်တယ်လို့ပြောတယ်။အဲ့ဒီလမ်းကသွားရင်နာနာဘွားတွေရဲ့အချောက်လန့်ခံရလို့ပြန်ပြေးလာကြရတဲ့ဇလန်းတွေလည်းမနေဘူးဆိုပေ။ဒါဆိုရင်ကျုံးနဲ့တွေ့ခဲ့တာကကြက်တွေများလား။ကိုဘာကြီးကရောနာနာဘွားကြီးပဲလား။သူများတွေကိုချောက်လန့်ပြီးတော့ကျုပ်ကိုကြတော့ဘာဖြစ်လို့ကိုညီခဲ့လဲဆိုတာကျုပ်ပြန်စဉ်းစားမိ။ ။နောက်ဆုံးကျုပ်ကောက်ချက်ချလိုက်နိုင်တာကတော့တန်ဖိုးတွေကတော့ကြောင့်ဖြစ်မယ်ဗျ။ကျုပ်ကလမ်းသွားရင်ဒီကားတော်ကိုရွတ်သွားတာဆိုတော့ကျုပ်ကြုံတွေ့လာရမယ့်အန္တရာယ်တွေကိုစက်တွေကကြိုသိနေလို့ကျုပ်ကိုကယ်တင်လိုက်တာပဲနေမှာ။ဒီတွေ့ကြုံကတော့ကျုပ်ဘဝမှာပထမဆုံးအချိန်တွေ့ကြုံခဲ့ရတဲ့ကြက်ရွာစီရောက်ခဲ့ဘူးတဲ့အတွေ့အကြုံပါပဲဗျာ။နောက်ပိုင်းအဲ့ဒီလမ်းကိုတစ်ခါမှမသွားဖြစ်တော့တာလည်းပါတာပေါ့။ပို့ပြီးတော့ထူးဆန်းတာပြောရအောင်မေးဗျာ။ကြက်တွေတိုက်လိုက်တဲ့ဆေးလက်ဖက်ကြောင်းဆိုတာကိုတောက်ပြီးတဲ့နောက်မှာ ကျုပ်၃လလောက်အထိကိုဘာယောဂမှဖြစ်ခဲ့ဘူးဗျ။နောက်တစ်ချက်တောင်မချေခဲ့ဘူး။ကျုပ်မှာအရင်ကအပန်းနာရင်ကျဲယောဂခံရှိအဆုပ်အေးဘက်ခံလို့မရဘူးဗျ။မိုးတစ်ချက်နှစ်ချက်မိရင်တောင်မှနောက်နေ့ဆိုရင်ချောင်းတွေဆိုအခန်းမသိရင်ဖျားနာတတ်တဲ့လူမျိုးဗျ။အခုတော့ဆောင်းတွင်းရောက်တာတော့ပန်းနာရင်ကျဲမထားရပြင်အဲ့ဒီ၃လအတွင်းမှာဖျားရနာတာလေတခါမှမဖြစ်ခဲ့ဘူး။ကျုပ်ကိုကျုပ်မယုံလို့စမ်းသက်ကြည့်သေးတယ်။ဆောင်းတွင်းမှာညနေပိုင်းရေချိုးပြီးတော့ဆုတ်ကျက်လက်ပြက်နဲ့အိတ်တာတော့ဘာမှမဖြစ်တာအံ့ဩစရာပဲဗျ။ ကျောဝတ်ထင်ကတော့သူတို့တိုက်တဲ့ရင်သွေးချမ်းကို၃ကွက်တောက်ခဲ့လို့၃လလောက်မှဖျားတာနေမယ်လို့တွေးမိ၃လပြေးပြီးတဲ့နောက်နှွေးခေါင်ခေါင်းကြီးရောက်တော့မှကျုပ်ကောက်ခါငင်ကကောက်ဖျားတော့တာပဲဗျကျိုးတခုတွေးမိတာကအဲ့ဒီတော့ကသူတို့ကြွေးတယ်ထញ្ញပောက်ပောက်ဆုပ်တွေကိုစားလိုက်ရင်ဘာတွေဖြစ်မလဲလို့တွေးနေမိအဲ့ဒီရွာလေးမှာတနေ့လောက်လုပ်ပြီးတော့ကျုပ်တခြားကိုပြောင်းရအဲ့ဒီကလေးကအဲ့ဒီရွာလေးကိုသွားလဲမယ်လဲမယ်နဲ့မရောက်ဖြစ်တာအခုတိပါပဲအခုတော့အဲ့ဒီရွာလေးလည်းမျိုးဖြစ်နေပါပြီ ကျုပ်ပြေအခုချိန်ဒီမိုးရီတအားတဲတဲမဲမဲရွာတဲ့အချိန်ရောက်တိုင်းကျုပ်ကိုကူညီခဲ့တဲ့အဖာကြီးရေကျုပ်အလဲတစ်ခေါက်ရောက်ဖူးတဲ့ကြက်ရွာကြီးရေကိုအောက်မေ့တတိယနေပါသေးဆရာလေးမြင်မြတ်ကိုလည်းတတိယဆရာလေးနေမကောင်းရင်လားအိမ်တော်နေပါတွေကြပြီလားပေါ့ပရိသတ်ကြီးများခင်ဗျာဆက်လက်ပြီးတော့မှလည်းဖြင်းရမန်ပရာလောကဇလံကောင်းလေးတစ်ပုဒ်ကိုလည်းဆက်လက်ပြီးတော့မှနားဆင်ပေးကြပါအောင်ဗျာကိုမှုတရားအမြန်လမ်းပေါ်မှာကားကိုပြပြမှန်မှန်လေးမောင်းလာခဲ့ ရန်ကုန်ကနေနေလေဘက်ကလေးကထွက်လာခဲ့တာမို့လို့အခုနေပြည်တော်ဝန်ကန်ဒီမှာညနေဆောင်နေပြီဖြစ်ကားကိုဆက်မောင်းလာချိန်မှာမိုင်းတိုင်း190ခွန်ကိုရောက်ခဲ့ပြီဖြစ်ဆက်မောင်းလာခဲ့တဲ့ချိန်မှာရှေ့မကြခင်မှာဂုံးတော်တံတားကိုဖျက်ဆန်းလာခဲ့ဒါပေမဲ့ထူးဆန်းတာကတံတားပေါ်မှာလူတွေရပ်နေကြတာဖြစ်အဲ့ဒီလူတွေကတော့အထုပ်ပိုးတွေနဲ့လက်ဆွဲအိတ်တွေကျော်ပိုးအိတ်တွေလည်းပါတယ်တချို့အမျိုးသမီးတွေကအိတ်တချို့ကိုကောင်းမွန်တင်ပြီးတော့ရွက်ထားကိုမို့တေရောအဲ့လူတွေကိုတိတ်တော်မထူးဆန်းပါဘူး ကားဆောင်နေတဲ့သူတွေဖြစ်မယ်လို့တွေးမိဒါပေမဲ့ကားဆောင်နေသူတွေကဘာလို့တံတားပေါ်မှာကားဆောင်နေသလဲဆိုတဲ့မေးခွန်းကိုတော့သူအပြေမရခဲ့များသောအားဖြင့်တော့ခရီးသည်တင်ကားဖြစ်ဖြစ်ကိုပိုင်ကားဖြစ်ဖြစ်တံတားပေါ်မှာလူအတင်အချာလုံးလိမရှိကိုမို့လေတံတားကနေရဖြစ်အဲ့လူတွေကိုလှည့်ကြည့်မိအဲ့ဒီသူတွေကလည်းသူ့ကိုပြန်ပြီးတော့ကြည့်နေကြကိုမို့ကသချင်းတစ်ပုဒ်ကိုညှိဆူလာရင်လည်းမောင်းလာခဲ့တော့တဖာလုံးကြော်ကြော်လောက်အရောက်မှာနောက်ထပ်လူတအုပ်ကိုထွက်တွေ့ရ အဲ့ဒီသူတွေကခုနကလူတွေနဲ့နေတူကားဆောင်နေသူတွေဖြစ်တယ်။အထုပ်ဘိုးတွေလက်ဆွဲအိတ်တွေကိုလွှဲထား။အထုပ်ဘိုးတွေလက်ဆွဲအိတ်တွေကိုလွှဲထားပိုးထားချပြီးတဲ့နောက်ကားလမ်းဘေးမှာရပ်နေကြ။ကိုမိုးလေးအဲ့ဒီသူတွေကိုငေးကြည့်ရင်လည်းကားကိုစက်မောင်းလာခဲ့ပြန်။မောင်းရင်လည်းနောက်ထပ်နှစ်ဖာလုံးရောက်တဲ့အခါမှာလမ်းဘေးမှာကားဆောင်နေသူတွေကိုထတ်တွေ့ပြန်တယ်။ကိုမိုးဒီတခါတော့တန်တရားဖြစ်မိ။ကားလမ်းဖြောင်းကြီးမှာအရှိကိုနှစ်မိုင်ခန့်လမ်းမြင်နိုင်ပေမယ့်အဲ့ဒီလူတွေမှာတူလာတဲ့အခါမှာသာပေါ်လာတယ်လို့ဖြစ်နေတယ်။ ညနေနေအောင်ကြီးအားနေတာကြောင့်လားလို့ကိုမိုးတွေးလိုက်မိဒါပေမဲ့ကိုမိုးစိတ်ထဲမှာတခုခုကိုစမ်းသပ်ခြင်းလာတယ်။ဒါကြောင့်ကားကိုမတိမတားလေးအချိန်လျှောလိုက်ပြီးတော့အဲ့ဒီလူတွေအနီးကနေဖြတ်တန်းလာခဲ့ရင်လည်းအဲ့ဒီလူတွေကိုတေချာကြည့်လိုက်မိလူကတော့စုစုပေါင်း6ယောက်ဖြစ်ယောက်ျားလေးယောက်မိန်းမနှစ်ယောက်ယောက်ျားတွေမှာအသက်လက်ပိုင်းရွယ်တွေဖြစ်ကြတယ်။တယောက်ကတော့အင်ကြီးဖြူယောက်နောက်တစ်ယောက်ကတော့အင်ကြီးခွက်ကြနောက်တစ်ယောက်ကတော့အင်ကြီးပြာနုယောက်လွင်လွင်လေးကိုဝတ်ဆင်ထားတယ် ကျန်တယောက်ကတော့မိကိုရောင်လိုလိုအညိုရောင်လိုလိုအင်းကြီးနေဖြစ်တယ်။မိမတယောက်ကတော့အသက်30ခန်းခတ်ဝဝဖြစ်ပြီးတော့နောက်ထပ်တယောက်ကတော့90ခန်းလို့ထင်ရတယ်။အဲ့ဒီမျိုးသမီးကအိတ်ကြီးတလုံးကိုခေါင်းပေါ်ရွက်ထားတယ်။သူကားလာတာကိုဝိုင်းပြီးတော့ကြည့်နေကြတယ်။သူကားဖြတ်သွားချိန်မှာသူကလည်းအဲ့ဒီလူတွေကိုကြည့်မိလိုက်တယ်။ကားဖြတ်ပြီးတော့နောက်ကြည့်မှန်တွင်းကနေလှမ်းကြည့်ပြန်တော့လေသူကားကိုလေမင်းတစုံတီလိုက်ကြည့်နေကြတာကိုတွေ့ရတယ်။တဖာလုံးလောက်မောင်းပြီးတဲ့အခါမှာလမ်းဘေးမှာခြုံကလေးတွေရှိတယ်။ အဲ့ဒီချုံမင်းလေးတွေကိုကြော်တဲ့အခါမှာကားဆောင်နေသူလူတစုထပ်ပေါ်လာပြန်တယ်။ကိုမိုးတရောအဲ့ဒီခါတော့မှထိတ်လန့်သွားပြီဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အဲ့လူတွေကခုနကသူတွေ့ခဲ့တဲ့လူတစုဖြစ်တယ်။အင်းကြီးဖြူကွက်ကြားအဖြူနုမိကိုရောင်မိမနှစ်ယောက်ထဲကမှတယောက်ကအင်းကြီးခေါင်းပေါ်ရွက်ထားတယ်။အဲ့ဒီသူတွေကိုကြည့်ရင်လည်းကိုမိုးတရောတွေးပြက်လာခဲ့တယ်။ဒါပေမဲ့ကားမောင်းနေတာမို့လို့စိတ်ကိုစူးစီးလိုက်ပြီးတဲ့နောက်ကားကိုအသေးချာမောင်းလာခဲ့။အဲ့ဒီသူတွေအနီးကိုရောက်တဲ့အခါမှာမကြည့်မိအောင်နေပေမဲ့ အဲ့ဒီလူတွေကိုကြော်သွားတဲ့ခါမှာနောက်ကြည့်မှန်ကနေအမတ်မထင်လန့်ကြည့်မိတော့သူ့ကိုခေါင်းတွေဆောင်းပြီးတော့မျက်စိတစုံလိုက်ကြည့်နေကြကိုမို့လေចောင်းလန့်သွားပြီးတော့ဆက်လက်မောင်းလာခဲ့စိတ်ထဲမှာလေအဲ့ဒီသူတွေနဲ့မတွေ့ပါစေနဲ့လို့ဆုတောင်းနေမိတကိုယ်လုံးလေချွေးတွေပြန်နေပြီးဆက်မောင်းလာခဲ့တော့ရှေ့မှာအဲ့ဒီလူတွေကိုထပ်မတွေ့ရတော့ဒီတော့မှစိတ်ထဲအေးသွားရဆက်လက်မောင်းလာနေချိန်မှာနောက်ကြည့်မှန်ကိုလန့်ကြည့်လိုက်တော့သူကနောက်ပိုင်းမှာအင်ကြီးပြာနှုတ်ရောင်တက်လွင်လွင်နေတယ် ကားနဲ့ကန့်နေတယ်လို့ဖြစ်နေပြီးတော့လွင့်ပါလာတာကိုတွေ့ရကိုမိုးကကားကိုတယောက်ထဲမောင်းလာတာဖြစ်ပြီးတော့ကားကလည်းတာမန် AC ကားဖြစ်ပြီးအဲဒီလိုအဝိဇ္ဇကြီးကပ်ပါလာစရာလည်းအကြောင်းမရှိကိုမိုးတီးလိုက်ပြီသူ့ကိုတရေချောက်ခံနေရပြီသူဘာလို့ရမလဲစဉ်းစားတယ်ကားကိုရက်လိုက်ဖို့ကလည်းမရက်ရဲဘူးရက်လိုက်တော့မှအဲ့လူတွေကားပေါ်တက်လာရင်ဘလို့လုပ်လဲဒါကြောင့်စိတ်ကိုထိမ့်ပြီးတော့ကားကိုဆက်မောင်းနေမိနောက်ကြီးမန်ကိုတစ်ချက်ဖြတ်ကနေလန့်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီကြာကိုမတွေ့ရတော့ ဒါပေမဲ့ကားမောင်းရင်လည်းကြောတွေချမ်းလာတယ်။သပင်တွေထောင်တက်လာတယ်လို့ခန်းစားရတယ်။ဒါပေမဲ့ခန္ဓာကိုယ်ရှေ့ပိုင်းကတော့ဘာမှမဖြစ်ဘူး။နောက်ပိုင်းတချမ်းသာကြောချမ်းပြီးတော့အမွှေးတွေထောင်တက်လာတယ်။ကိုမိုးတီးလိုက်ပြီ။နောက်ခက်မှာတခုခု ရှိနေပြီလေဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မေအနောက်ဘက်ကိုလှမ်းမကြည့်မိအောင်နေရင်းနဲ့ကားကိုဆက်မောင်းနေလာခဲ့။စိတ်ကိုထင်းရင်းနဲ့ကားယုံကိုကားမောင်းတဲ့ပုံမှာစူးစိုက်နေပြီမေ။စိတ်ကတော့အဲ့ဒီကြောင်ကိုပဲရောက်နေမိ။မကြခင်ကားတွင်နန်းစောလာတယ်။ အရာကွန်ဖွင့်မောင်းတာမို့လို့ကားတွင်အေးဆက်ပြီးတော့လေတန်းစဉ်စီးရနှန်းကမှွေပြက်နေလေရှိပေမယ့်အခုတော့ကားကနန်းလာတယ်။ဒါပေမဲ့အနံ့ကတပြိုင်တည်းမဟုတ်ဘဲနဲ့တဖြည်းဖြည်းချင်းနန်းလာတယ်။အဲ့ဒီနံမျိုးကို သူမရဘူး။ညှိစိုးစိုးနဲ့အနံ့ကအီအီကြီးဖြစ်နေတယ်။တေချာတာကတော့အခန်းနောက်မှာတည်ရဲပါလာခဲ့ပြီဖြစ်တယ်။ကိုမိုးလှည့်မကြည့်ရဘူး။အပြင်မှာအမောင်တို့ကတဖြည်းဖြည်းစိုးမိုးလာတယ်။နေဝင်ပေမဲ့လေလက်ကြံလင်းရောင်လေးကဖြောတော့စွာတောက်ပနေသေးပဲ။ တရေကတော့ကိုမို့ကိုသူ့ကိုဂယုဆိုင်စီဖို့ချောင်းလန့်နေပြီလေဖြစ်ဒါပေမဲ့ကိုမို့လက်မကြည့်တာကြောင့်တရေကအခက်တွေ့နေပုံရကိုမို့ကမောင်းလာရင်နဲ့သူ့ပခုံးကိုဘုတ်ကနေလာပုတ်ကိုမို့သိပေမဲ့လက်မကြည့်ဘူးအဲ့ဒီခါမှာပခုံးကိုနောက်တစ်ကြိမ်ဘုတ်ကနေထပ်ပုတ်ကိုမို့စိတ်တွေမရတော့ကားကိုသာရက်ပြက်လိုက်ချင်းတယ်နောက်ထပ်ပခုံးကို၄၅ချံထပ်ပုတ်ခံရနေပြီးတော့ဝင်တိုးဂိတ်ကိုတွေးလိုက်တော့မှကိုမို့အားတက်သွားတယ်အဲ့ဒီတိုးဂိတ်ထဲမဝင်တော့ဘဲနဲ့ နေရတမိုင်းရင်ရနာစကန်တွင်ကိုကားကိုချိုးဝင်လိုက်ပလွေရေစကန်ရှိနာမှာကားကိုလမ်းဘေးကရက်လိုက်ပြီးတဲ့နောက်ကားပေါ်ကနေခုံဆင်းလိုက်ပြီးတော့စကန်ဝင်းထဲကိုပြေးဝင်လိုက်သူပြေးဝင်တဲ့အချိန်မှာသူကနောက်ခံတကားကိုပွင့်သွားပြီးတဲ့နောက်အတွင်းကနေလူပုံတံအရေးတခုပြေးဝင်သွားပြီးတော့ရေစကန်နဲ့မျက်စောင်းတို့မြေခွက်လက်မှာရှိတဲ့ချုံမင်းတွေချောက်ကိုပြေးဝင်သွားတာကိုရဲတပ်သားတယောက်ကမြင်တိုက်ရတယ်လို့ဆိုတယ်အဲ့ဒီရာဝင်ပြေးသွားတာကြောင့်ချုံမင်းတွေမှာတက်ရှဲရှဲနဲ့လှုပ်ရမ်းသွားတယ်လို့ဆိုတယ် အဲ့ဒီနေရာကရာသဝင်ရှိတယ်ဗျမိုးရွာတဲ့နေ့တွေဆိုရင်အဲ့ဒီနာမှာတရေတွေ၆ထက်တယ်2014ခုနှစ်ကဂျာဇာမင်ခီးတဲ့တင်ကားကမိုးတွေကျွမ်းနေတော့ကားလေးကိုအကျော်မှာအရှိကဂုံးတော်တထားကိုမမြင်လိုက်ဖ ೇನೆ တထားအောက်ကိုထိုးချသွားတယ်ဗျအဲ့ဒီနေရာမှာတင်14ရောက်သေးတယ်လीနောက်ပိုင်းကားလေးတွေကားကြီးတွေအဲ့ဒီတထားနာမှာခဏခဏ၆ခံရဟိုအထူးသဖြင့်တော့မိုးရွာတဲ့နေ့တွေဆိုရင်တော့တမျိုးမဟုတ်တမျိုးတော့တွေးတက်ကြတယ်ဗျ ကိုမိုးလေကားကိုဆက်မမောင်းနိုင်တော့ပဲနဲ့နေပြည်တော်မှာရှိတဲ့အိမ်ကလူငယ်တွေကိုဖုံးဆက်ပြီးတော့ပြေးရည်ယူလာဖို့မှာရသူညီတယောက်ရောက်လာတော့မှကားကိုပြေးရည်ဖြန့်ပြီးတော့သူညီကိုမောင်းခိုင်းလာရကားပေါ်မှာလည်းတရားခွေဖွင့်ပြီးတော့ဆက်မောင်းလာခဲ့တော့ညမိုးချုပ်မှာအိမ်ပြန်ရောက်ခဲ့ကြကိုမိုးတယောက်အဲ့ဒီနေ့ကစားပြီးတော့အမြန်လမ်းပေါ်ကိုကောင်းမောင်းရဲတော့ကားမောင်းဖြစ်ရင်လေအဖွဲတယောက်နှစ်ယောက်ပါမမောင်းဖြစ်ဒီမှာလေယနေ့တိုင်းဖြစ်ပါတော့တယ်ပရိသတ်ကြီးများခင်ဗျာ ဇလန်းလေးကတော့ဒီမရင်ပြေဆုံးသွားပါပြီခင်ဗျာ။နားဆင်အားပေးကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့ပြေဆုံးနိုင်ကြပါစေဗျာ။